Okay. ော်ကျွန်တော်ချက်ချက်အစီအစဉ်မှာလင်းနဲ့ဆွေးနွေးမယ့်အကြောင်းအရာပေါ့နော်အားလုံးအဲဒီပေါ့နော်စိတ်ဖိစီးမှုတွေအဲစိတ်ပင်ပန်းမှုတွေဒီလိုမျိုးဟိုခံစားနေရတဲ့အချိန်တွေကာလတစ်ခုမှာပေါ့နော်ကျွန်တော်ဘာလဲဆိုတော့ကျွန်တော်၃ယောက်ဆွေးနွေးမယ့်အဲနီလန်းလေးတွေပြေးမယ်ပေါ့ပြန်ပြောင်းဝေမျှမယ့်အကြောင်းအရာတွေတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့စိတ်ချမ်းသာအောင်နေနီးစိတ်ချမ်းသာအောင်စိတ်ပျော်ရွှင်အောင်ဘယ်လိုပုံစံမျိုးနေကြမလဲဘယ်လိုရှာဖွေကြမလဲပေါ့နော်အဲ့မှာလူတိုင်းမှာဆိုရင်တယောက်နဲ့တယောက်အာပြဿနာတွေမတူအခြေအနေတွေမတူဒါပေမဲ့ဒီကြားထဲ မှာမှကိုကိုကိုပြန်ချစ်တက်ပြီးတော့ကိုကိုကိုစိတ်ချမ်းသာအောင်ပြန်ရှာဖွေဖို့အတွက်လည်းလိုအပ်တယ်လीเนาะအဲ့တော့လင်းရဲ့မဆုလက်ရဲ့ဇင်ကနေပြီးတော့အဲ့ဒီအကြောင်းဆွေးနွေးမှာဖြစ်ပါတယ်ရှင်မတူညီတဲ့နီလန်လေးပေါ့ဆိုတော့ပြောရမယ်ဆိုအလွယ်ပြောရင် healing လုပ်တယ်လို့ပြောရမှာပေါ့เนาะခါလေကြရင်ဟိုစိတ်ညစ်စရာတွေကလူတိုင်းမှာတုံ့တွေ့နေရမှာပဲနောက်တစ်ခုကစိတ်ညစ်စရာစိတ်ပင်ပန်းစရာဆိုတော့ကိုတွေးတွေးတဲ့လောက်အဲ့ဒီຢာရဲ့အတူတွေကပိုကြီးလာတယ်အဲ့တော့အဲ့ဒါကို တက်နိုင်တလို့တင်းငယ်သွားအောင်တင်းငယ်ရနေပပျောက်သွားအောင်ဘယ်လိုမျိုးလုပ်လဲဆိုတဲ့နီလန်လေးမတူညီတဲ့အကြောင်းအရာတွေတရားချင်းစီမှာရှိရပေါ့နော်ဆိုတော့လင်းအင်းဆုံးစပြပေါ့လင်းစိတ်ညင်လင်းဟာတက်နိုင်တလို့ပျော်ပျော်နေရများဒါပေမဲ့လေကိစ္စတွေကတော့ကြုံတွေ့ရမှာပဲအဲ့လူတယောက်နဲ့တယောက်ကဒီစိတ်အဆင်မပြေဘူးဆိုတာကကောင်းစင်နေပဲမတူတာလေဟုတ်ကဲ့လူတိုင်းကတော့ကြုံတွေ့နေရမှာပဲဟုတ်တယ်အလူတိုင်းမှာဆိုတာထက်အလုံးလုံးတဲ့သူတိုင်းမှာပို့ပြီးတော့ကြုံတွေ့ရလိမ့်မယ်လို့လင်းကတော့ ဟုတ်ကဲ့ခံမှန်းနေပေါ့ဟုတ်ကဲ့ဒါကြောင့်လဲဆိုတော့ဟိုအလုံးမလုံးတဲ့သူတွေအတွက်ကပြဿနာသိမ့်မရှိပေမဲ့အလုပ်ငန်းခွင်မှာကအာစိတ်ညစ်တဲ့အခါမှာတခြားနေ့တည်းမတူညီတဲ့ပုံစံမျိုးတွေနဲ့စိတ်ညစ်စရာတွေအများကြီးရှိတာပေါ့နော်အဲဒါပေမဲ့စိတ်ညစ်စရာတွေကိုကိုကလည်းအကြာကြီးလက်ခံထားရင်ကိုပဲအရင်ဆုံးစိတ်ပင်ပန်းနှွမ်းနေရတာစိတ်ပင်ပန်းနှွမ်းနေရပြီဆိုရင်ကိုနောက်ဆက်လုပ်ရမယ့်အလုပ်တွေမှာ energy မရှိတော့ဘူး ဒီနောက်တစ်ခုကဘာလဲဆိုတော့ဒီအလုပ်ကိုဘယ်လို management လုပ်ရမှာလဲဘယ်လိုပြန်ပြီးတော့ရုံးထားနိုင်ရမှာလဲဆိုတော့စီစဉ်ညွှန်ကြားမှုတွေဖန်တီးမှုတွေနည်းနည်းလေးရုပ်ချက်ဆိုပြောမလဲဆုပ်ယုပ်သွားတယ်လို့ထင်တယ်။ဟုတ်။ဘာကြောင့်လဲဆိုတော့လူတိုင်းကရှိလာမင်းလင်းုံလူတွေအားလုံးကအမြင်မှာဟဲ့သူ့ကိုကြည့်ရတာပျော်ရွှင်နေတဲ့ပုံပဲဒါမျိုးတွေတော့မရှိတော့ဘူးလို့ များသောအားဖြင့်ထင်ကြလာတယ်ဟုတ်တယ်အမှန်တကယ်တော့မဟုတ်ဘူးရှိတယ်လူရယ်လို့အရွယ်ရောက်လာတဲ့ကဒီလိုစိတ်ညစ်စရာတွေကမတူညီတဲ့ပုံစံမျိုးတွေနဲ့အားမျိုးတွေရှိရယ်ပတ်ဝန်းကျင်တိုက်ခိုက်ခံခဲ့ရတာတွေရှိရယ်ပြီးတော့လုပ်ငန်းသူတွေအချင်းချင်းမှာတယောက်နဲ့တယောက်ဝေဖန်ပုတ်ချပြောဆိုတိုက်ခိုက်တာတွေရှိရယ်အဲ့ဒါတွေကတိလာလားဆိုတိတဲ့ဟာမျိုးလည်းတိသလိုတချို့ဟာတွေကလည်းတခြားတယောက်ကလာပြီးတော့အဲ သတင်းအနေနဲ့လာပြောတဲ့အခါမျိုးတွေရှိတယ်ဟုတ်ကဲ့ခါကြိုင်လာပြောတဲ့အခါကျရင်အရင်တော့ကတော့သူကငါ့ကိုဒီလိုပြောတာလားပေါ့အဲ့ကြရင်ဘာဖြစ်လာလဲဆိုအရင်ဆုံးပူလောင်သွားတာကိုဖြစ်နေပြောလိုက်တဲ့လူကပြောပြီးသွားပြီဆိုရင်ဒီပြောလိုက်တဲ့စကားကိုလက်ခံပြီးကိုကနားထောင်လိုက်တဲ့အတွက်ကြောင့်အဲ့နားထောင်လိုက်တဲ့အခါမှာအရင်ဆုံးကိုကပူလောင်သွားရင်အဲ့တော့ကိုကအရင်ဆုံးစကားကောင်းမပြောမိတော့ဘူးကောင်းတဲ့စိတ်မတွေးမိတော့မင်းနဲ့ပြန်ပြီးတုံ့ပြန်လို့စိတ်ကလူတိုင်းမှာရှိတယ် လူတိုင်းမှာချင်းတကောင်ကိုက်နေတော့ဘတ်ခနဲ့ရိုက်တက်တဲ့တုတ်ပြန်စိတ်ကအုံနောက်ကအလုံးလုံးတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ကိုဒီလိုပြောပြီးဆိုရင်ပြန်တုတ်ပြန်ခြင်းတဲ့စိတ်ကလူတိုင်းမှာအနည်းနဲ့အများတော့ရှိတယ်။ချီဦးဆိုတော့လည်းမသိဘူးပေါ့နော်။လင်းကတော့ရှိတယ်။အဲ့ဒီအတွက်ကြောင့်ဒီဟာရှိတာကိုအတတ်နိုင်ဆုံးရှော့ချအောင်ဒီတုတ်ပြန်မှုကိုနှီးအောင်ဒီတုတ်ပြန်မှုကိုစဉ်းစားပြီးတော့ချက်ချင်းမတုတ်ပြန်ဘဲနဲ့နေနိုင်အောင်တော့အဲကိုကိုကိုပဲ ကျင့်ကြံဘယ်သူမယူမမိမှုပါပဲအဲ့တော့ငါကောင်းတာလုပ်နေလားငါဆိုးတာလုပ်နေလားခကိုကိုတိုင်းပဲတုံးသက်ဖို့ကနံပါတ်1လိုတယ်ဟုတ်ကဲ့ငါတကောကောင်းနေလို့တော့မရဘူးပေါ့နော်ဒါခါလေကြရင်အာဒီစိတ်ညစ်ဆရာတွေကမိသားစုအတွက်စိတ်ညစ်ဆရာမျိုးတွေရှိတယ်ကိုလက်အောင်ငယ်သားတပည့်တွေကနေပြီးတော့ကိုကိုစိတ်ဒုက္ခပေးပြီးစိတ်ညစ်တာမျိုးတွေရှိတယ်ပြီးရင်အာမင်းလာဆောင်ပွဲတွေမှာအဆင်ပြေပင်တော်ညာလဲအဆင်မပြေတဲ့တချို့ shock to the ဘယ်လိုပေါ့ main main point မဟုတ်ရင်တော့မအသေးအဖွဲလေးတွေကြောင့်စိတ်ညစ်ရတာမျိုးတွေရှိတယ်အာတခုနဲ့တခုအကူမှာ car traffic ကြောင့်အချင်းစိတ်ပူရတာနောက်ကျတာစိတ်ပူရတာတွေ stress တွေရှိတယ်အဲ့ဒီဟာတွေကလင်းမလာလင်းမဖြစ်တာလားဆိုမဟုတ်ဘူးတခြားအလုံးလုံးတဲ့အလုံးလုံးတဲ့နယ်ပယ်တိုင်းကလူအသေးသေးတွေမှာလည်းရှိတယ်နောက်ဆုံးတမအာဇီဝနဲ့ဈေးရောက်နဲ့လူတွေမှာတော့ဒီနေ့ငါရောက်နဲ့ဈေးလေးကပစ္စည်းကုန်မမလားစိတ်ပူရတာပေါ့ ဒီအသားငါးတွေကကြံမာလားဒီဟင်းသီးရွက်တွေကပိုရင်နွမ်းသွားမလားဆိုတော့ဒီလိုစိတ်ပူပန်မှုမျိုးတွေကငင်းတော့မဟုတ်ဘူးအလုတ်လုတ်တဲ့လူဒန်းစားလူဒန်းစားအလှော်တိုင်းမှာဒါမျိုးကရှိရဲ့ဒါတွေကိုအတတ်နိုင်ဆုံးအကောင်းဆုံးနဲ့တချို့ဆိုရှိရလေအဲယူသွားလိုက်ပါ အာဈေးလဲဈေးဘောနော်ညနေလဲစောင်းနေပြီဆိုတော့အဲထားပါတော့3500နဲ့လေးစီပေးလိုက်တာမျိုးပေါ့တခါဆိုင်ခုရှိရပြကုံပစ္စည်းအစားကုံကျင်တဲ့ဟာမျိုးပေါ့အဲ့တော့ဒါတွေကဆိုင်လာမင်းရဲ့အလုတ်လုတ်တဲ့သူတိုင်းမှာအကုန်လုံးနဲ့တတ်ဆိုင်နေလို့လင်းထင်တယ်လင်းတယောက်တည်းစိတ်ညစ်စရာလင်းတယောက်တည်းမှာမရှိနေမှာပေါ့အဲ့တော့သစင်မှလည်းသစင်အဲဆင်မပြေတဲ့အပိုင်းလေးတွေရှိမှာမဆုလက်မှလည်းမဆုအဆင်မပြေတဲ့အပိုင်းမလေးရှိမှာဆိုတော့ဒါတွေကိုအတက်နိုင်ဆုံးငါတို့ဘလို့ပြင်ဆင်မလဲအင်း ါတွေကိုဘယ်လိုသင်ခန်းစာရေးပြီးနောက်ဒါမျိုးမဖြစ်အောင်ဘယ်လိုလုပ်မလဲအဲ့တော့ဒီလူတယောက်ကငါ့ကိုစိတ်တော့ကရောက်အောင်စိတ်ညစ်စရာဖြစ်အောင်လာပြီးတော့ကဒုံးကထိုက်နဲ့လာပြီးတော့ကိုယ်ကိုပြိုင်ဆိုင်တိုက်ခိုက်ဝေဖန်နေပြီဆိုရင်ငါဘယ်လိုစိတ်မျိုးကိုပြန်ပြုတ်ပြင်ပြီးဘယ်လိုစိတ်မျိုးသူ့ပေါ်မှာထားနိုင်အောင်ထားပြီးတော့ပြန်လဲကိုကိုကိုစိတ်ငြိမ်အောင်စူးစမ်းမလဲဆိုတာတော့ကိုကိုကိုအမြဲလေးလာသင်ယူနေရမယ်အတကယ်ဒီဆရာတော်သမတော်ကြီးတွေတရားဘာဝနာတွေကိုနှီးစင်ပွား ကိုနာနာယူရမယ်နောက်တစ်ချက်ကကျတော့ဘ ഹു တုတဖြစ်စီတဲ့ဟာမျိုးတွေ YouTube မှာပဲဖြစ်ဖြစ်စာအုပ်စာပေတွေမှာပဲဖြစ်ဖြစ်လေ့လာရမယ်လင်းကတော့ YouTube နားထောင်တဲ့အားကတော့ညာတာပေါ့နော်လင်းက listening ဆိုပုံမှတ်မိတယ်လို့ဆိုတော့အဲ့လိုမျိုးပေါ့တယောက်နဲ့တယောက်အတွေးခေါ်တွေမတူဘူးအမြင်တွေမတူဘူးတယောက်နဲ့တယောက်ဖြစ်တည်ပုံချင်းတွေတယောက်နဲ့တယောက်မျောလင့်ချက်တွေတယောက်နဲ့တယောက်အိမ်မက်တွေကမတူဘူးလို့လင်းထင်တယ်အဲ့အတွက်ကြောင့်ဒါတွေကိုဘယ်လိုမျိုးအကောင်းဆုံးနဲ့အာဒီအယိုးသားဆုံးနဲ့ ဖြည့်ရှင်းမလဲဆိုတော့ကိုနဲ့ပဲဆိုင်ပါတယ်ဟုတ်ပါတယ်အဲ့တော့အရာရာဟာစိတ်ညစ်တာကိုလက်ခံတာလဲကိုပဲလက်မခံမဲနဲ့ဒါကို delete လုပ်ပစ်တာလဲကိုပဲဆိုတော့အရာရာစိတ်ညစ်အဲ့ဟာတခုတည်းကိုပဲစိတ်ညစ်နေနောက်လောက်ရမယ့်အလုပ်တွေအလုပ်တွေမှာကိုအတွက်ဂျမ်းဖြစ်သွားနိုင်တယ်လို့လင်းထင်တယ်ဟုတ်ပါတယ်လင်းပြောအရင်က